ကျွန်တော်တို့ကကားရီဆိုင်ကယ်တွေမှာစီဖြစ်ရသလိုပဲလေယာဉ်မှာလည်းစီဖြစ်ရပါတယ်။ဒါပေမဲ့လေယာဉ်စီကတော့ကားရီဆိုင်ကယ်တွေမှာဖြစ်သလိုမျိုးစီအမျိုးသားမဟုတ်ပါနဲ့။တခြားအထူးချုပ်လုပ်ထားတဲ့စီမျိုးပဲဖြစ်ပါတယ်။ဒီနေ့မှာတော့လေယာဉ်စီနဲ့ပတ်သက်တဲ့ဗဟုသုတအားလုံးကိုကျွန်တော်နားလည်အောင်ရှင်းပြသွားမှာဖြစ်ပါတယ်။အားလုံးပဲမလားပါ။ဖရိုင်ဝဲအကမှကြိုဆိုပါရစေ။လေယာဉ်စီဆိုတာနဲ့ကျွန်တော်တို့အများစုကတစ်မျိုးတည်းရှိတယ်လို့ထင်ကြပါတယ်။ဒါပေမဲ့မဟုတ်ပါဘူး။လေယာဉ်စီကသူ့အသုံးပြုတဲ့အင်ဂျင်ပေါ်မူတည်ပြီးတော့လေယာဉ်စီအမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့အဓိကအသုံးပြုတဲ့လေယာဉ်စီနှမျိုးကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ပထမဆုံးအများဆုံးအသုံးပြုကြတဲ့လေယာဉ်မျိုးစားကတော့ aviation gasoline လို့ခေါ်တဲ့ F cap ပဲဖြစ်ပါတယ်အဲ့ဒီလေယာဉ်စီကိုကျွန်တော်တို့က piston engine တွေကို အသုံးပြုတဲ့လေယာဉ်တွေမှာအဓိကအသုံးပြုပါတယ်သူက transport လေယာဉ်တွေဖြစ်တဲ့ Cessna လိုမျိုးလေယာဉ်အသေးစားတွေမှာအဓိကအသုံးပြုပါတယ်သူ့ရဲ့အယောင်နေနဲ့ဆိုရင်တော့ F cap 100 LM ဆိုရင်တော့အပြာရောင်ရှိပြီးတော့ F က100မှာဆိုရင်တော့အစိမ်းရောင်ရှိရပဲဖြစ်ပါတယ်။ဒုတိယမျိုးစားလီယန်စီကတော့ကီရိုဇင်းကိုအခြေခံပြီးတော့ထုတ်လုပ်ထားတဲ့ Jet A1 ပဲဖြစ်ပါတယ်။သူကတာဘိုအင်ဂျင်တွေကိုအသုံးပြုတဲ့လီယန်တွေမှာအဓိကအသုံးပြုကြပါတယ်။အထူးသဖြင့်အရက်ဖက်လေကြောင်းလိုင်းတွေမှာအသုံးပြုတဲ့လီယန်စီမျိုးစားပဲဖြစ်ပါတယ်။သူ့ရဲ့အရောင်ကတော့အဝါဖြော့ရောင်ရှိရပဲဖြစ်ပါတယ်။ Jet A1 အပြင်ထပ်ပြီးတော့ Jet A နဲ့ Jet B ဆိုပြီးတော့စီနှမျိုးထပ်ပြီးတော့ရှိပါသေးတယ်။ Jet A ကတော့ကျွန်တော်တို့အမေရိကန်နိုင်ငံမှာအဓိကအသုံးပြုနေတဲ့စီးအမျိုးအစားပဲဖြစ်ပါတယ်။ Jet B ကတော့ကျွန်တော်မီးလောင်လဲတဲ့အတွက်ပုံမှန်ဆိုရင်တော့အများဆုံးကအသုံးမပြုကြဘူး။အဓိကအသုံးပြုကြတာကတော့ Jet A1 ဆိုတဲ့လေယာဉ်စီးကိုအသုံးပြကြတာပဲဖြစ်ပါတယ်။နောက်ပြီးတော့လေယာဉ်စီးနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အချက်အချက်ရှိပါတယ်။အဲ့ဒါကတော့လွယ်လွယ်နဲ့မီးမလောင်နိုင်တာပဲဖြစ်ပါတယ်။ကျွန်တော်တို့ပုံမှန်အသုံးပြုနေတဲ့ဓာတ်စီတွေမှာဆိုရင်သူ့နားလေးကိုမီးစပွတ်ထွက်သွားရဆိုရင်မီးလောင်နိုင်ပါတယ်။ ဒါပေမဲ့လင်းစီကတော့သူ့နာမှာဗီဇပွင့်ဆက်သွားရဆိုရင်တော့မှပဲလွယ်လွယ်နဲ့မီးမလောင်နိုင်ပါဘူး။လင်းစီအကြောင်းကိုရှင်းပြပြီးသွားပြီဆိုတော့လင်းစီကိုလင်းရဲ့ဘယ်အပိုင်းမှာတင်လဲဆိုတာကိုထပ်ပြီးတော့ရှင်းပြမယ်။လင်းစီအများစုကတော့လင်းတောင်ပံဘယ်ဘက်ညာဘက် ပြီးရင်လင်းကိုယ်ရဲ့အပေါ်ပိုင်းမှာတင်ရပဲများပါတယ်။တချို့တော့လင်းနေမှာဆိုရင်တော့လင်းစီကိုလင်းရဲ့အမီပိုင်းနားမှာတော့မှပဲတင်ရပါတယ်။နောက်ထပ်လင်းစီနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အချက်တစ်ချက်ကိုကျွန်တော်ပြောပြမယ်။ ဲ့ဒါကတော့လွယ်လွယ်နဲ့ခဲမသွားနိုင်တာပဲဖြစ်ပါတယ်။လေရင်အများစုကအမြင့်ကိုပြန်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြင့်ကိုရောက်လေလေလီတို့ကအီလီလေးပဲဖြစ်ပါတယ်။ဒါပေမဲ့လေရင်စီကတော့အနှုတ်48ဒီဂရီစင်တီဂရိတ်ကိုရောက်ရင်တော့မှပဲရေမခဲနိုင်ပါဘူး။အဲ့ဒါကတော့လေရင်စီရဲ့ထူးခြားတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ဒါကတော့လေရင်စီနဲ့ပတ်သက်ပြီးတော့ဗဟုသတတွေကိုရှင်းပြပေးသွားပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာဆိုရင်တော့လေရင်မှာအသုံးပြုနေတဲ့လေရင်စီနဲ့ကားရဲ့ဆိုင်ကယ်မှာအသုံးပြုနေတဲ့ က်စီတို့ရဲ့ quarter check ကိုရှင်းပြပေးတော်မှာဖြစ်ပါတယ်အာယုံဆိုင်ပြီးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်တစ်ပုဒ်မှာပြန်ဆောင်ကြမယ်